မုံရောင်မြို့နယ်စီပင်သားရရေးကော်မတီရဲ့လမ်းဘေးပြန်ကျဈေးတွေတွေကိုဖယ်ရှားရှင်းလင်းနေတဲ့ပုံစံဟာတရားဥပဒေစိုးမိုးရေးကိုထိခိုက်လာနိုင်တယ်လို့မုံရောင်မြို့ကန်တွေကပြောဆိုလိုက်ပါတယ်။အန်ကိုလက်ကနေသတင်းပေးပို့ထားပါတယ်ရှင်။လန်းလန်းဒေသကြီးမောင်မြို့မှာမြို့တန်ရှင်းတရားလှပရေးအတွက်ဆိုပြီး ဇန်နဝါရီ9ရက်နေ့မှာဒုတိယကြိမ်မြောက်ဖြစ်ရှင်းလင်းမှုတွေလှုပ်တာမှာတော့ပစ္စည်းတွေပါတင်ဆက်ခဲ့ပါတယ်။အခုရှင်းလင်းမှုတွေကိုဒီဇင်ဘာ26ရက်နေ့ကနေစတင်ပြီးလမ်းမပြန်ကျဈေးသည်တွေကျူးကျော်ဈေးဆိုင်ခန်းတွေကိုဖယ်ရှားရှင်းလင်းတာတွေပြုလုပ်နေပါတယ်။ဒါပေမဲ့ဈေးသည်တွေအတွက်အစားထိုးဖြည့်ရှင်းပေးတာတွေမရှိတဲ့အတွက်စားဝတ်နေရေးတွေခက်ခဲလာနိုင်ပြီးသူစိုက်မှုတွေပုံမဖြစ်လာမှာကိုဆိုရင်နေကြတာပါလှုပ်ထင်းလှုပ်ထုံးလုံးဒီဥပဒေနဲ့ပဲသူတို့ကလှုပ်တာလေဒါပြည်သူတွေရတော့ရှင်းဒီဥပဒေတွေလည်းနားမလဲဘူးလက်လုံးလက်စားလေးဆိုတာရှင်းလို့စာမတတ်တာများတာရောရှင်းတော့အခုချိန်ကြီးပဲအဲ့တော့သူတို့ကတနေ့လုံးမှတနေ့စားလေးတွေ သူတို့လေးတွေကိုမထွက်နဲ့မလုံနဲ့ဆိုပြီးဆိုတဲ့ဟိုဒါသူတို့ရဲ့ဘဝတွေကိုရိုက်ချိုးပြလိုက်တာနဲ့အတူတူပဲ ကိုဆိုကိုလာတိုင်းနဲ့လူလာတိုင်းနဲ့နိုင်တာနောက်ဆုံးဗျာအပြိုစရတဲ့နောက်ဆုံးဖားရတာဖြစ်သွားနိုင်တယ်ရှင်းပြောပြကျွန်တော်နိုင်ငံတော်သမ္မတကြီးအရင်အရင်ဦးဆုံးကျွန်တော်တို့ဟိုမိန်ကွန်းပြောကြတဲ့အချိန်မှာပါတယ်လူမှုဘဝဘူးလုံးရင်းနဲ့စာဝန်နေပြီလေဆိုတဲ့အချက်ကမေ့သွားလိုက်လားတော့ကျွန်တော်မေးချင်လိုက်ချင်တယ်အဲ့လက်မင်းစည်းတွေကျူးကျော်စေးဆိုင်ကန်းတွေကိုဈေးဧရိယာတွေဒီမကအဓိကလက်မကြီးတွေဖြစ်တဲ့ဘိုးချုပ်လန်းကြောက်ကလန်းပြည်အောင်သူလန်းတာစီလန်းကန္နလန်းဓမယုံလန်းတွေကိုစနစ်တကျရှင်းလင်းနေတာဖြစ်ပါတယ်ဒါပေမဲ့ဈေးတွေကတော့စီပင်ရဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးကျေနပ်မှုမရှိကြပါဘူး

ကိုအမေနော်ဟိုအပြူအောင်တုံနေကြတာဒီမှာထွက်လာတာနေ30ကျော်ကျော်တော့ဒီမှာထွက်လာ60ကျော်တော့ဂျောင်းတာကိုပြပြတာဒီမှာဘိုးဘွားပြပြလက်ထက်ထွက်ကြလိုက်မပြတ်ကဒါနဲ့လှုပ်ရှားနေရတာလမ်းကိုမရှိတာတို့မှာဒါနဲ့လှုပ်ရှားနေနေပြီအကုန်ကြောပေးပြီဒီမှာဒါဟိုအပြင်ဘိုးနဲ့သွားပြီဘိုးဘွားပြပြဘိုးအပြင်မှာဘာလှုပ်ရှားမှာလို့စီဗီရဲ့လှုပ်ရက်တွေနဲ့ပတ်သက်ပြီးထောက်ခံတာကန့်ကွက်တာတွေမျိုးမျိုးရှိနေပြီမဲ့ဈေးတွေကတော့ဈေးရောင်းချခွင့်ပြန်ရရေးကောတာလိုလားနေကြတာပါမြောင်းမော်ဆိုမြောင်းမော်ပဲတတ်တတ်မမခင်းချတယ် ူတယ်အဲ့လိုကဈေးကမရှိသေးရင်အဝင်ယူတယ်ဈေးကလည်းအခုကနေလိုက်ပြီးတော့ဖမ်းလို့ရတယ်တူးကြရဲ့ဟုတ်ကဲ့တော့တော့တော့ဈေးကဆက်ရတယ်နေလိုက်ခါဘယ်လိုဈေးတယ်တော့ညာပေါ်တော့ဘယ်မှာပဲငါမှမတော့ပြောတတ်တော့ကိုလည်းသာပြောလို့ဒီလိုပြောရအောင်ကကိုကဈေးပဲရောင်းစားတတ်တာဆိုတော့ဈေးလုတ်ပဲပြီးတာဘာနော်လမ်းမေးပြန်ကြဈေးတွေကျူးကျော်ဈေးဆိုင်ကန်းတွေကိုဖယ်ရှားရှင်းလင်းတာကအခြေခံလူတန်းသားပြဿနာဖြစ်တဲ့အတွက် အကြမ်းဖက်တဲ့ပုံစံမဟုတ်ဘဲတွဲဆောင်ဆွေးနွေးတာတွေလုပ်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်စီဝင်သားရေးကော်မတီရောတွားရောက်မေးမြန်းခဲ့ပြီးမြဲရုံးပိတ်ရဖြစ်လို့မေးမြန်းခွင့်မရခွင့်ပါဘူးကျွန်တော်အောင်ကိုလက်ပါ